ချီးပွားတိုးတက်တာတောင်မှပဲလောဘကြောင့်ချီးပွားတိုးတက်တယ်လို့တချို့လူတွေပြောတယ်။လောဘမရှိရင်မချီးပွားဘူးလို့ပြောတယ်။အဲ့ဒါလွဲမှားတဲ့အယူဆတရားများလားဖြစ်တယ်။လောဘသည်ချီးပွားအောင်မလုပ်တတ်ဘူး။ချီးပွားအောင်လုပ်တတ်တာပညာနဲ့ဝီရိယသာဖြစ်တယ်ပေါ့။လောဘရဲ့သဘောကလိုချင်တာသာဖြစ်တယ်။လိုချင်မှုတတ်မဲ့မှုသာလေလောဘရဲ့သဘောဖြစ်တယ်။ချီးပွားအောင်လုပ်တာသူမဟုတ်ဘူး။ ကဲစဉ်းစားကြည့်လိုက်လေလောဘကြောင့်ကြီးပွားတယ်ဆိုလို့ရှိရင်ငယ်စဉ်တောင်ကြီးပွားတယ်လူဘဝရောက်လာတယ်ဘာပညာမှမသိနဲ့လေဘာပညာမှမသိဘူးဘာမှမသိဘူးဆိုတဲ့လူတယောက်ဟာကြီးပွားအောင်လုပ်နိုင်ကြလားမလုပ်နဲ့ကြောင်းနေရတာဘာကြောင့်ကြောင်းနေရကြီးပွားတုတ်တဲ့အောင်လုပ်နိုင်ဖို့အတွက်ကြောင်းနေကြတတိလိမ္မာမှုအတွက်ကြောင်းနေကြငွေကြေးတနာအကုန်ချမ်းခံပြီးတော့ သင်ယူကြတာငါအတွက်လောဘကအဲ့ဒီဟာတွေကိုသူကဖြစ်စေတာမဟုတ်ဘူးသင်ယူသည့်အတွက်ကြောင့်ရရှိလာတာအသိပညာသာဖြစ်တယ်အဲ့ဒီအသိပညာပေါ်မှာလုံလဝိရိယပေါင်းစားလိုက်တဲ့အခါမှာလုံဒီအသိပညာကလုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြတယ်လုံလဝိရိယကလုံတဲ့နာကိုကြိုးစားပြီးလုပ်တယ်ပညာနဲ့ဝိရိယသုံးချပြီးတော့ လူတွေဟာကြီးပွားတိုးတက်ကြလူချင်းယုံတသက်နဲ့ကြီးပွားတိုးတက်တာမဟုတ်ဘူးနောက်တစ်ခုကလူချင်းတိုင်းလောဘမဟုတ်ဘူးနော်လူချင်းတိုင်းလောဘမဟုတ်လောဘဆိုဒီမှာလူချင်းယုံတသက်မြတ်မဟုတ်ဘဲနဲ့ဆုတ်ကင်ထားတယ်ဆုတ်ကင်ထားတဲ့သဘောရှိဘသူကိုမှမပေးနိုင်တဲ့ဟာမျိုးဆုတ်ကင်ထားပြီးဆွရှုံသွားမယ်ဆိုလို့ရှိရင် တောကကိုမွေးဖွားတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့လောဘနဲ့ဆန္ဒဆိုတာလေကွဲပြားခြားနားအောင်သိဖို့အခုလိုအကြောင်းကြီးဆောက်လူဖို့ပစ္စည်းဥစ္စာတွေရှားကြတယ်နေစင်နေမြဒီစီးပွားဥစ္စာလုံးကြစီးပွားဥစ္စာလုံးအေးတို့စီးပွားဥစ္စာဖြစ်ထွန်းလာရင်ကြောင်းဆောက်ပြီးတော့လှူမယ်ဖျားတယ်မယ်စသဖြင့်ရန်ခံမယ်ရှင်ပြုတ်မယ်ဆိုရယ်ရွယ်ချက်တွေနဲ့စီးပွားကြိုးစားရှာ ဒါလောဘနဲ့ရှာတာမဟုတ်ဘူးစန္ဒနဲ့ရှာတာဖြစ်တယ်လှုပ်ချင်နေလောဘဆိုတာဘယ်သူမှပေးဖို့စိတ်ကူးမရှိဘူးကိုယူဖို့ကိုသုံးဖို့ပဲလောဘဆိုရှိတယ်ဒါကြောင့်မလို့နေရာတိုင်းမှာလိုချင်တိုင်းလောဘမဟုတ်ဘူးလို့လောဘရဲ့သဘောကတွေ့တာတယ်တတ်မဲ့တယ်ဆုတ်ကင်ထားတယ်ဘယ်သူကမှပေးနိုင်စွမ်းမရှိဘူးအဲ့ဒီလိုလောဘရဲ့ အနေထားအကုသိုလ်ဖြစ်တယ်ဗောလိုချင်ရင်တတ်တတ်ကုသိုလ်ကောင်းမှုဆိုတာလေကုသိုလ်လှုပ်ခြင်းနဲ့ဖျားတဲခြင်းနဲ့ကြောင်းဆောက်ခြင်းနဲ့ဒါနကောင်းမှုလှုပ်ခြင်းနဲ့အဲ့ဒါကလောဘမဟုတ်ဘူးအဲ့ဒီလိုကုသိုလ်နဲ့အကုသိုလ်ရှင်းရှင်းလေးခွဲခြားသိပြီးတော့ပုရုษင်ဖြစ်လို့လောဘဆိုတာအနည်းငယ်ညှိစွန်းပါလာခေါင်းပါလာနိုင်တော်လဲပဲ။ အစွန်းရောက်တဲ့လောဘကြီးဖြစ်လာမယ်ဆိုရင်ဘယ်လှူနိုင်မှာတော့ကိုယ်ရှိတဲ့ပစ္စည်းကိုမလှူနိုင်လှူနိုင်တာဟာလောဘကြောင့်လှူတာမဟုတ်ဘူးအလောဘဆိုတဲ့ကုသိုလ်စိတ်ကြောင့်လှူလို့ရဒါဖို့ဒါနလှုပ်တယ်ဆိုတာအလောဘရှိလို့ဒါနလှုပ်လို့ရလောဘကိုဖယ်တတ်နိုင်တဲ့တရားသည်အလောဘအမုန်းတရားဆိုတဲ့ဒေါသကိုဖယ်တတ်နိုင်တာကအာရောဒမေတ္တာ မောဟလို့ဆိုရဲအမှန်မသိတဲ့တွေးဝေတဲ့သဘောတရားကိုပယ်တတ်နိုင်တာကတော့အမောဟလို့ခေါ်တဲ့ပညာပဲဖြစ်တယ်ဟော။ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမခဲ့တယ်အာကုတ္တမန္တမယကုတ္တနမှာမလုံနေမဖြစ်စေနဲ့။ကဲဟုတ်ပြီလောဘဒေါသမောဟတွေနဲနိုင်နေမြနဲအောင်ဒုရတွေကြိုးစားရမယ်ဒါမြတ်စွာဘုရားရဲ့အဆုံး။လောဘကိုမထိန်ချုပ်ဘူးဆိုရင်ဘာဖြစ်လဲ။ ကုပ္ပစီနဲ့အာမရတော့သူများပစ္စည်းကိုလိုခြင်းလားသူများပစ္စည်းကိုလိုခြင်းလားတဲ့နောက်ကြရအောင်ယူလာတယ်ဆိုတခိုးတည်းမြဖြစ်သွားတယ်လောဘရဲ့သဘောကအဲ့ဒီလိုဟာမျိုးနော်သူများပစ္စည်းကိုရချင်တာဒါကြတော့လောဘဒေါသဆိုတာကြတော့မကျေနပ်တယ်မုန်းတီးတယ်သူ့ဘုံမှာ ကောင်းစားစီလှတဲ့စိတ်တွေမရှိဘူးဆိုတဲ့ဒေါသလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ရှင်တဲ့နှလုံးထဲဟာအေးချမ်းမှုတွေမရှိဘူးအေးလောဘရဲ့သဘောတရားကိုပြောတဲ့အခါမှလည်းလောဘဆိုတာဘာနဲ့တူတယ်လဲဆိုရင်မြောင်နှဲစေးနဲ့ဥပမာတူတယ်မြောင်နှဲစေးဆိုတာမြောင်တီဖန်းတဲ့ဒီကော်တမျိုးကိုဆိုလိုတယ်ပေါ့ ရှေးခေတ်တုန်းကတောလေတဲ့မုတ်ဆိုးတွေဟာမြောက်တွေကိုဖမ်းကျင်တဲ့အခါမှာကြော်ခွဲမထောင်ဘူးလေးနဲ့မပစ်ဘူးမြောက်ကိုအရှင်လက်လက်ဖမ်းကျင်တော့ဘာလုပ်လဲမြောက်တွေသွားတတ်တဲ့မြောက်တွေသွားတဲ့လမ်းတစ်ကိုင်းနေပုံမှာကော်စေးတွေကိုတုတ်ထားအဲ့ဒီကော်စေးတွေကိုမြောင်နှဲစေးလို့မြန်မာပြည်ကဒီလိုဆိုတယ် ကောစေးတွေတုတ်ထားတယ်တုတ်ထားတဲ့အခါမှာအကင်းပါတဲ့မြောက်တွေကအဲ့ဒီကောစေးတုတ်ထားတဲ့နေရာကိုသူတို့အတွေ့အကြုံရသိရှိတယ်ရှောင်းနေအဲ့ဒီဘက်ကမသွားဘူးမြောက်ဆိုတာစူးစမ်းကျင်တဲ့မြောက်ကအမှန်တမ်းများတယ်ခါတိုင်းလိုမြင်နေကြမဟုတ်ပဲနဲ့တွေ့ရတဲ့အခါမှာစူးစမ်းကျင်တဲ့မြောက်ကတော့ဒီ သူတို့သွားတဲ့လမ်းမှာတုတ်ထတာဘာတော့ဆိုပြီးတော့သွားကင်ကြည့်သွားကင်လိုက်တဲ့အခါအစေးကကော်စီကဗဒံမကတ်တဲ့ကော်စီခုခေတ်စူပါဂလူးလို့ဟာမျိုးအဲ့တော့ကင်လိုက်တဲ့အခါကျတော့ခွာလို့မရကင်ထားတာခွာလို့မရခွာလို့မရတဲ့အခါကျနောက်လက်တစ်ဖက်နဲ့တွန်းတယ်ဩပထမလက်တစ်ဖက်ကကတ်သွားတယ် နောက်လက်တစ်ဖက်နဲ့တွန်းတော့အဲ့ဒီတွန်းနဲ့လက်ကလည်းကတ်တော့ကတ်သွားတော့မြောင်းဟာကြောက်အလန့်အားနဲ့ကြံတဲ့ခြေတော်နှစ်ဖက်နဲ့တွန်းကန်တယ်တွန်းကန်တော့အဲ့ဒီခြေတော်နှစ်ဖက်လည်းကတ်သွားကတ်သွားတဲ့အခါမှာဘာလို့တော့ဆိုနှုတ်သီးကိုအာပြုတ်ပြီးတော့ကတ်နေတဲ့လက်တွေခြေတော်တွေကွာအောင်ဆိုနှုတ်သီးနဲ့တွန်းမြန်တော့နှုတ်သီးပါကတ်သွားမြောက်ကြီးဟာမလှုပ်နိုင်တော့တဲ့အနေအထားမျိုးရောက် အဲ့ဒါကိုမြောင်းနေမြောင်းနှဲစေလို့ခေါ်တယ်။တဏှာကချောင်းနေတဲ့မုဆိုးဟာမြောက်ကြီးအစေးနဲ့ကော်စေးနဲ့ဖန်ထတာမိပြီဆိုတဲ့အခါသူကအသာတကြီးလာရောက်ပြီးအဲ့ဒီမြောက်ကိုဖန်ချုပ်ပြီးယူဆောင်သွားတာ။လောဘရဲ့သဘောကအဲ့တိုင်းပဲကိုပစ္စည်းကိုစွန့်နိုင်တဲ့အတိုင်းတာမရှိဘူးမြောင်းနှဲစေးလို့ကတ်တယ်နှမျောတယ်။ဘယ်ဒီလိုကြောင်းနေဆောင်းနိုင်မလဲ။ အဲ့ဒါလောဘဆိုတဲ့သဘောပဲအဲ့ဒီလောဘဆိုတဲ့အကုသို့မြောင်နေစေနဲ့အလားတရံတူတယ်တဲ့ဒေါသဆိုတဲ့အကုသို့ကြတော့ဘာနဲ့အလားတရံတူလို့ဆိုရင်တောမီနဲ့အလားတရံတူတယ်တောမီဆိုတာလောင်သွားလို့ရှိရင်သူ့လောင်တဲ့နေရာမှာမဲကြံရစ်တယ်မဲကြံရစ်တယ်ဖြည့်ဆည်းသွားတဲ့အကုန်လုံးအဲ့ဒါလို့ပဲဒေါသဖြစ်လို့ရှိရင် လူဟာအယုစုအကြည့်တန်ကြံရတယ်။ယုစုကြည့်တန်ကြံမပြောတင်တာတွေပြောတယ်မလုပ်တင်တာတွေလုပ်တယ်။အားလုံးရဲ့အရှိဖို့ကိုယ်ခန္ဓာကိုယ်ကစအယုစုအကြည့်တန်ဖြစ်သွား။ဒါကြောင့်မို့ဒေါသဆိုတာတော့အကုသိုလ်မှအလွန်တိတာထင်ရှားမောဟဆိုတာကြတော့လူတွေကသိပြီမသိကြ။မောဟရဲ့တုံ့ပြန်မှုကဘယ်လောက်ထိအောင်ရှိတယ်ဆိုလို့ရှိရင် လုံးသိနာနဲ့မလုံးသိနာကိုမသိတာမောဟမသိသည့်အတွက်ကြောင့်မလုံးသိနာကိုလုံးသိနေလို့ထင်တယ်လုံးသိနာကြတော့မလုံးသိမှုလို့ထင်တယ်အဲ့ဒါလို့ထင်ပြီးတဲ့အခါမှာလွယ်မှားစွာပြုလုပ်သည့်အတွက်ကြောင့်လုံးတဲ့အလုပ်တရားမအောင်မြင်မဲနဲ့ကိုယ်ကာယပျက်စီးတယ်ဆုံးရှုံးတယ်ဆိုတာဖြစ်လာတာအဲ့ဒီမှာသူ့အကျိုးဆက်ပေါ်တယ်မောဟကြောင့်ကိုယ်ကာယဖြစ်တယ်ပျက်စီးတယ်ဒါမောဟကပြီးတယ် အေးလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေကြောင့်လောကလူသားတွေကပျက်စီးနေကြတာဖြစ်သောကြောင့်မြတ်စွာဘုရားကလောဘဒေါသမောဟစားတဲ့အကုသိုလ်တရားတွေကိုယ်တဏ္ဍမှာမဖြစ်စေနဲ့အကုသိုလ်မလုံးနဲ့လို့ဟောတယ်ဒီလိုမလုံးနဲ့လို့ဟောတာမြတ်စွာဘုရားပွင့်မှဘုန်းကြီးတို့တွေသိရှိနားလည်ခွင့်ရနှုတ်မို့ဆိုလို့ရှိရင်လောကကြီးမှာ လူစော်လူဝေါ်ဖြစ်ပြီးစီးပွားဥစ္စာတိုးတက်ထားသည်ပဲနဲ့လောဘကြောင့်တိုးတက်တယ်လို့ထင်သွားတယ်နော်လောဘကြောင့်တိုးတက်တယ်လို့ထင်သွားမှားရင်းနဲ့ထင်မြင်ယူဆချက်တစ်ခုပေါ်ပေါက်လာတတ်တယ်အေးလောကလူတွေရဲ့စီးပွားချမ်းသာတိုးတက်မှုဟာအသိပညာနဲ့လုံလောက်ဝိရိယကြောင့်ကြီးပွားတိုးတက်ထားတာဖြစ်တယ်လောဘဒေါသမောဟဆိုတဲ့အာဟုတုတရားတွေကြောင့်ပျက်စီးဆုံးရှုံးသွားတာဖြစ်တယ်လို့ဆိုတာ မြတ်စွာဘုရားပွင့်တဲ့အခါမှာသိရှိနားလဲကြ။ဒါကြောင့်မို့လို့မြတ်စွာဘုရားဟောတဲ့သဗ္ဗပပတ္တအာကရဏံဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားလေးဟာကိုယ့်ရင်ထဲမှာဂိမ့်နေဖို့လိုအပ်တယ်။အဲဒီလိုဂိမ့်နေမှာအကုသိုလ်တစ်ခုလုပ်ဖို့ကြံလာလို့ရှင်ဘုရားကအကုသိုလ်မလုပ်ရဘူးလို့ပြောတယ်။ငါရင်ထဲမှာအကုသိုလ်တွေဖြစ်နေပြီ။အကုသိုလ်ရဲ့အကျိုးကသာဝိသဒုက္ခဝိပါကလက္ခဏာ အပြစ်ရှိပြီးဆိုးကျိုးကိုပေးနိုင်တယ်လို့ဆိုတော့ဩငါဟာဆိုးကျိုးတွေကိုရမှာတေးချတယ်ကိုယ့်ကိုဆင်ញင်သုံးတက်လိုက်ဆင်ញင်သုံးတက်အကုသိုလ်မှန်သမျှဆိုးကျိုးကိုဖြစ်ပေါ်စေအဲ့ဒီဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့အကုသိုလ်တွေလုတ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းနောက်ဆုံးမှာအနေနဲ့အများအနေနဲ့အများဆိုးကျိုးခံရတာဖြစ် ဒေါသရဲ့ဆူချူခံရတယ်မောဟရဲ့ဆူချူခံသူတို့ရဲ့ဆန့်ကျင်မဲ့လောဘနဲ့ဆန့်ကျင်မဲ့လောဘဆိုတာကိုဖယ်ရှားနိုင်တာကအလောဘအလောဘရှိလို့ဒါနကောင်းမှုတွေလုပ်နိုင်ကြတယ်အဒေါသရှိလို့တီလာတွေစောင့်တည်နိုင်ကြတယ်အမောဟရှိလို့ကမ္မထံဘာဝနာဆိုတဲ့ကုသိုလ်တရားတွေဖြစ်ဒါကြောင့်မို့အလောဘဒါနဟိတုအလောဘ လောဘရဲ့စန့်ကျင်မဲ့ဖြစ်တဲ့အလောဘဆိုတဲ့ကုသိုလ်တရားဟာဒါနဟေတုလှူဒန်းပေးကမ်းခြင်းရဲ့အကြောင်းတရားဖြစ်တယ်။လောကလူတွေဟာဒါနကောင်းမှုတွေပြုနေကြတာအလောဘကြောင့်ပြုလို့ရ။လောဘကြောင့်ဆိုရင်ပြုလို့မရဘူး။လောဘကြောင့်ဆိုရင်မြောက်နေစေလို့တွေ့ကပ်ပြီးတော့နေတာဖြစ်တယ်။